ျွန်တော်ရေးမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ကျွန်တော်ပင်ရှိကိလေးလုံးတွင်ဤသုံးမျိုးကိုပြန်လည်မြောက်ပြီးတော့မှဖြစ်ပါတယ်။သုံးများတဲ့ရှောက်ခွန်အတီကိမှာခုနှစ်တလုံး9ခွန်9 5ရှောက်တင်နေတဲ့ကရှောက်တလုံးသုံးများရှောက်3ပါနော်။3 9 5ရှောက်သုံးများ3 6နှစ်ရှောက်ဒါလေးကတော့ကျွန်တော်မိတ်ဆွေများသိပြီးသားဖြစ်ပါတယ်ပါနော်။5 9 8ရှောက်တတိရှောက်9ရှောက်9တုံမြ9953ဒီ9လေးတုံမြမှာတော့

3လုံး563ပေါ့နော်6923แท้က6ရက်ခွန်ရယ်68ဖြစ်ပါတယ်388 339ဒီ96တင်းနဲ့အထီးကိမှာတော့သူချပြီးတော့တာက39ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီ96တင်းတဲ့ထဲကအထီးကိ9တလုံးကအလဲထိုင်နေရာမှာနဲ့နေ့တလုံးက အပိတ်နေရာမှာဆိုပြီးတော့ကိနှလုံးစလုံးရှားပြီးသွားခဲ့တာပေါ့နော်။96တင်းတဲ့ထဲက9ရက်2ရက်ဖြစ်ပါတယ်။ ကျွန်တော်ဒီကိုးရှောင်းနှစ်ကနေစာပြီးတော့ဒီအရှိဆုံးကနန်းသုံးလုံးထဲကတလုံးချပေးနေတာတွေ့ရတယ်ဗောနော်363ဆောက်တော့ဒီမှာအရှိဆုံးသုံးလုံးထဲကဒီတလုံးအထီးဖြစ်ပါတယ်ဗောနော်အနောက်ဆုံးတလုံးကမပါဘူးဗောနော်အရှိဆုံးသုံးလုံးထဲကဒီတလုံးချပေးနေတာတွေ့ရတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီဆက်တဲ့ချိန်အတွဲပေါ့နော်ထပ်ပြီးတော့ ဒီတွက်နည်းကိုလေ့လာကြည့်အောင်ပေါ့နော်3 5နည်းဒီနည်း3နည်း3တည်းရဲ့ audit မှာဆိုရင်တလ3 4ဆိုပြီးရှိတာဖြစ်ပါတယ်ပေါ့နော်ဒါရှေ3လုံးတည်းရဲ့အနောက်တလုံးဖြစ်ပါတယ်3ရဲ့ဒီလေးကုန်နှကြိမ်ပေါင်းမှာဖြစ်ပါတယ်ဒါကြောင့်မို့လေးနှကြိမ်ပေါင်းရှင်းရှင်းနဲ့3ပေါင်း7ဆိုတော့တင်းနည်း အဲ့ဒီနှစ်ကို9နဲ့ပေါင်းတာပေါ့နော်လေးကို9ပေါင်းကိုရှောင်း9ပေါင်းတာ7တိဆိုတဲ့အတွက်ကျွန်တော်ဒီနှစ်ကိုလည်း9နဲ့ထပ်ပေါင်းတာဆိုရင်နှစ်9ပေါင်းရှင်း8ဆိုတော့ကျွန်တော်ဒီဆက်တဲ့ချိန်မှာဒီ20အရာဆက်ပြီးရှာပေးသွားခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာတင်းနှစ်ခွန်ရှင်းအတိကီးထဲကတလုံးထီရမယ်ပေါ့နော်တလုံးတော့မဟုတ်နှလုံးပေါ့နော်ပင်ရှိကြီးဖြစ်ပါတယ်ဒီတိနစ်ခွန်ရှိကဒီကိုခွန်ကိုကနေစားပြီးတော့အခုလောလောဆယ်တော့သူကပထမဦးဆုံးရဖူးတာဖြစ်ပါတယ်ဗောနော် တင်းနေခွန်ရှိကီဒီမှာရာဖူးတာမတွေ့သေးဘူးပေါ့နော်ဒီမှာဆိုရင်ယခု17ကြိမ်ကြာမှသူကတင်းနေခွန်ရှိကီရာနေတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့17ကြိမ်အတွက်ပင်ရှိအထီကီကနန်လေလုံး20နံပါတ်1အနေနဲ့ကျွန်တော်အာတင်းနေခွန်ချစ်အထီကီဖြစ်ပါတယ်ပေါ့နော်တင်နစ်ခွန်ရှိထီရမှာဖြစ်ပါတယ် ါ20အရာဖြစ်ပါတယ်ဗောနော်ဒါ20နံပါတ်1နောက်ထပ်20နံပါတ်2နဲ့နံပါတ်3ကိုလည်းကျွန်တော်ထပ်ပြီးတူတူလေ့လာကြည့်အောင်ဗောနော်โอเค20နံပါတ်2ကပင်ရှိကီးဖြစ်ပါတယ်စုံတုံးမဟုတ်မဗောနော်59353များလေးကနေစပြပေးထားရှင်းဖြစ်ပါတယ်ပင်ရှိဖြစ်ပါတယ်ဗောနောပင်ပေါင်း80ကျော်ရှိသွားပြီဖြစ်ပါတယ်6တုံများ6 6 6 6 6 5 9 6 6နဲ့မှာ9933မာကနန်းဗောနောတုံညာလေးလေး2 2 3 ရှင်းလေးသုံးပြီးတော့ဒီမှာရှင်းချောက်သုံးပါနော်နှစ်တုံညာကိုမှာကနန်းနှလုံးခွန်ခွန်ကိုခွန်တုံညာတုံညာသုံးခွန်ခွန်โอเคဆက်ပြီးတော့ဒီမှာငါရှင်းကိုလေးမှာတော့ကိုးတလုံးပဲပါနော်ငါချောက်သုံးမှာချောက်တလုံးချောက်ရှင်းခွန်မှာခွန်နိနိခွန်မှာနိနိသုံးရှင်းရှင်းသုံးတုံညာကိုဒီရှင်းတုံညာနှစ်လေးစုံကနန်းအထီးပါနော်အဲ့ဒီထဲကသူရှားပြီးတော့တာ၃၅နှစ်ဆိုတဲ့အတွက် ်အထီးကိနေ့တလုံးပါနော် အပိန်နေရာက ခြားပေးသွားခေတာဖြစ်ပါတယ်โอเคနေ့တလုံး3-5နေ့ဖြစ်ပါတယ်โอเคနောက်ထပ်ဒီ70နဲ့ခုနှစ်ကြိမ်ထိထပ်ပြီးခြားပေးသွားမလားဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်မယ်ပါနော်ဒီနေ့အရာပါနော်โอเคဒါဆိုရင်တူရတဲ့နေ့ကဒီမှာပြပေးထားတာဖြစ်ပါတယ်3909မှာကိုတလုံး69လေး963 68922 3883တို့များကို ရှစ်တုံများနေလေးရာတွေပေါ့နော်သူရှားပြီးတော့လာက3 5နေဆိုတဲ့အတွက်နေတလုံးကအပိတ်နေရာကရှားပြီးတော့ခေတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီဆက်တဲ့ကြိမ်အတွက်ပေါ့နော်ထပ်ပြီးတော့လေလာကြည့်အောင်လားခင်ဗျာဆက်တဲ့ကြိမ်တွက်က999ပေါ့နော်ဒီမှာပဲကြည့်လိုက်တော့မယ်တကြမကြော်တော့ဘူးပေါ့နော်999 3 5နှစ်ဒါရှားလုံးပါနော်ပထမရှားလုံးပြီးရင်အောင်းနှလုံးက နေတုံညာအရှိသုံးလုံးက3-4ရက်1-3ရက်ခုနကကျင်တော်ပင်ရှိဒီကိမှာနေ3-4ရက်အောက်တည်းမှာ1-3ရှိတယ်ဆိုတာလေးပြောထားတာဖြစ်ပါတယ်ပေါ့နော်ကီ20နံပါတ်10မှာဖြစ်ပါတယ်ဆိုတော့ဒီမှာ3ကို3နဲ့ပေါင်းမယ်2ကြိမ်4ကြိမ်2ကြိမ်ပြီးရင်2ကြိမ်2ကြိမ်2ကြိမ်โอเคပြီးရင်6နဲ့ထပ်ပေါင်းမှာပေါ့နော်အပေါ်ကယူတဲ့နေ့တိုင်းပဲဆက်သွားမှာဖြစ်ပါတယ် ခေတ္တဆွေ3က33လီ9ဖြစ်ပါတယ်9နာကြိမ်30ပေါ့နော်6နာကြိမ်က8 3နာကြိမ်ပေါင်း6ကို6နာပေါင်းရင်30တေတလုံးကြမ်းမယ်6နာကြိမ်8ဟိုအနောက်က9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်9တေ30 8နာကြိမ်16ကို9နဲ့ပေါင်းတော့15ရာရီအတွက်ကြောင့်မို့ဒီ17ကြိမ်မှာတော့မာကနန်အထီးဖြစ်မယ်ပေါ့နော်9 9တေမာကနန်အထီးကြီးဖြစ်ပါတယ် โอเคงาขงกูเดดาตัวนี้ยาบ่เนาะแซเปตัวไหนดโลตูพอเลพอตะเดด้วยจังหมอมิมิโตใจเตสุมาเวอยู่โลอยู่บ่บ่เนาะอะสิงเงินโดตีมาတော့ခွန်ရဲ့တည့်ရဲ့ကီးနှစ်ခုတူနေတယ်ဗောနော်တွင်းနီနံပါတ်3က20အတိဖြစ်ပါတယ်လေးလာကြည့်မယ်ဗောနော်ပင်ရှိအတိကီးဖြစ်ပါတယ်တွင်းနီကလွယ်လွယ်လေးဗောနော်တွင်းနီလွယ်လွယ်လေးကိုကျွန်တော် လဲလာကြအောင်ဒီ9 4 5အထီးကီးဖြစ်ပါတယ်ရှားပြီးတော့တာ9 5ခွန်စလေအတွက်9ရဲ့9ရဲ့ဆိုပြီးအပြီးဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာလဲ9 4 5တဲ့က9လေးလေးရှားပြီးသွားတယ်ပေါ့နော်9တလုံး9 9 9တုံညာ2တုံတဲ့ကတုံညာရဲ့3ရဲ့တုံညာ6တုံ3ချစ်တုံညာ1တဲ့က3တလုံး3 9 5 6တုံညာ3မှာတော့အထီးကီး6တလုံးရှားပြီးသွားတယ်ပေါ့နော်1 6 8 9ကီးမှာ 6နှစ်6ဆွေအတွက်6သလုံးခြားပေးသွားတယ်6တီ3လေးထဲကတီသလုံးတင်းနဲ့လေးနဲ့၄ရှိတီပြီးရင်9ခု8မှာတော့အထီးကြီး9သလုံးထိစီနေရတာဖြစ်ပါတယ်၄ခုတင်းနဲ့မှာတော့တီသလုံးတတီ6နေခွန်ကိုတုံများမှာ69တုံများဆိုတဲ့အတွက်ကိုရတုံများရဲ့7356ထဲက59တုံဆိုတဲ့အတွက်3နဲ့5နဲ့59တုံဖြစ်ပါတယ်။9တုံများ2တုံကြီးမှာတော့9တုံများ၄ဆိုတဲ့အတွက်အထီးကြီး9ရဲ့တုံများရဲ့ဖြစ်ပါတယ်။ ငါတို့များတုံးမှာတော့တုံးတလုံးပါနော်ပြီးရင်တုံးတုံးလျှောက်တပြင်းမှာအထီးကြီးလျှောက်တလုံးအပိတ်နေရာကရှားပေးသွားတယ်၄ခုတင်းနဲ့မှာတော့အဲမာ၄တလုံး၄ရက်တည့်ရက်တုံညာ၄တည့်ပါနော်ပြီးရင်၆၈၆ခွန်တုံးငါတုံများနေတုံးမှာတော့တုံများတလုံး၆တုံများ၆โอเค၈၈ကြိမ်ရှိသွားပြီပါနော်ပြီးရင်ဒီဘက်မှာ လေကိုတင်နေကီမှာရှောင်းရှောင်းနေဆွဲအတွက်အထီးကီနေတလုံးကအပေ7356မှာရှောင်းရှောင်းငါအဲ့ဒီမှာတော့အပြီးပေါ့နော်ငါတုံများနေတုံးမှာနေတလုံး96နေပြတုံညာလေးလေး633လေးမှာနေနေတီတီအပိဖြစ်ပါတယ်1689မှာ843ရှစ်တလုံးထိတ်စီ383များတစ်ထဲက3ရဲ့6ရဲ့ 863ဖြစ်ပါတယ်845မှာ239ဆိုတဲ့အတွက်နေ့စလုံးထိစီ869မှာ0099ကအပိတ်9069မှာ9နှစ်တလုံး9 3ညာ3ညာဖြစ်ပါတယ်2093ညာမှာ3009 9နှစ်တလုံးလည်နေအပိတ်869မှာ8ရ9ရ694ပေါ့เนาะ3ညာ958မှာကျွန်တော်963ဆိုတဲ့အတွက်9တလုံးထိစီပေါ့เนาะ ကိုလေးချောက်ခွန်ကီးမှာ၆ရှစ်ခွန်ဆွေအတွက်၆ရက်ခွန်ရယ်ကီးနှလုံးစလုံးချပေးသွားတယ်ဗောနော်နေ့နေ့ခွန်မှာနေ့ရယ်တင်းလျှောက်ရှစ်ကိုမှာ၃ရှစ်ရှစ်ရှစ်ကအလေနဲ့အပိတ်နေရာမှာ၆တစ်၃လေးမှာ၃နှလုံး၃တုံညာကို၃ရှစ်တုံညာတစ်မှာ၃နှလုံး၃၅နှစ်ဆိုပြီးတော့၃၀နဲ့၆ကြိမ်အထိဒီကီးလေးလုံးဖောက်ပင်တော့မရှိသေးဘူးဗောနော် โอเคဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့သွန်းနီးကိုအတူတူလေးလာကြည့်မယ်ပေါ့နော်အပင်ရှိဖြစ်ပါတယ်โอเคဒါဆိုရင်သူ့ရဲ့သွန်းနီးကလွယ်လွယ်လေးပေါ့နော်โอเคဒါလေးကသူ့ရဲ့သွန်းနီးဖြစ်ပါတယ်ဒီ2025နှစ်စာကနေတပင်ရှင်းပြပေးသွားမယ်ပေါ့နော်ဒီ9တစ်ချိန်တစ်ချိန်နှစ်ဆိုတော့9နှစ်နှစ်ပေါင်း7တစ်9ပေါင်းချင်း6 6ကိုနှစ်ပေါင်း8 9တစ်6 8ကိုကြီးမှာ ခွန်ခွန်ကိုဆိုတဲ့အတွက်အထီးကီးကိုတလုံးကအပိတ်နေရာကခြားပေးသွားတာဖြစ်ပါတယ်ခင်ဗျာပြီးရင်ခွန်ခွန်ကိုနှစ်တုံးဆိုတဲ့အတွက်ဒီခုနှစ်နာချိန်ပေါင်းလေးလေးကိုပေါင်းတာ73တုံးက3ချိန်ဆိုတဲ့အတွက်ကိုဘောနော်ဒါကြောင့်မို့ကိုရမယ်ကိုကို9ပေါင်းတော့74လေးကိုနှစ်ပေါင်းတာ6တစ်တိုးတာခွန်ကိုလေး6ခွန်ကီလေးလုံးထဲကခွန်3ည3ညဆိုတဲ့အတွက်အထီးကြီးခုနှစ်တလုံးကအထိစီနေရာကဖြစ်ပါတယ် နောက်ထပ်၃ည၃ညနေ့ဆိုတော့နေ့ခွန်၉၃ညကြီးရမှာဖြစ်ပါတယ်၃ခွန်ခွန်ဆိုတဲ့အတွက်အထီးကြီးခုနှစ်တလုံးအလယ်နဲ့အပိတ်နေရာမှာခြားပေးသွားခဲ့တာဖြစ်ပါတယ်၃ခွန်ခွန်မှာခုနှစ်က၃ချိန်ဆိုတဲ့အတွက်၂၁တေးရပါဝါ၆၆ကိုပါနော်တေရှောင်းရှိကိုကြီးမှာရှိကိုလေးဆိုတဲ့အတွက်အထီးကြီးခြေနဲ့ကိုနဲ့ဆိုပြီးကြီးနှလုံးစလုံးခြားပေးသွားတာဖြစ်ပါတယ် ်တစ်ခု9နှစ်ချိန်ပေါင်းရှင်း78ရှင်းနယ်၄ပေါင်းရှင်းဒီ7နှစ်ပေါ့နော်နှစ်ကိုရှင်းနယ်ပေါင်းရှင်း10ဆိုတဲ့အတွက်3 9 9 8ရာမှာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာ963ဆိုတဲ့အတွက်အထီးကင်း9တလုံးကဒိတ်နေရာကအခြားပေးသွားတာဖြစ်ပါတယ်6နာကြိမ်ဆက်နှစ်နေ3ပေါင်း5နှစ်နာကြိမ်လေးဆိုတော့9လေးပေါင်းရှင်းဒီ9 9လေး6ခုကီလေးလုံးရာမှာဖြစ်ပါတယ် โอเคဒီကီလေးလုံးထဲကနောက်ထပ်တစ်ပြင်မှာ6 8ခုဆိုတဲ့အတွက်ကြောင့်မို့အထီးကြီး6ရဲ့ခွန်ရဲ့ကျွန်တော်ထိတ်စီနဲ့အပိတ်နေရာမှာခြားပေးသွားခဲ့တာဖြစ်ပါတယ်ပေါ့နော်။ရှင်းနေချိန်16ကိုခွန်နဲ့ပေါင်းတော့73 6နဲ့ချိန်7နဲ့3နဲ့နေပေါင်းရှင်5 5ကို5ပေါင်းရှင်30နေ3 5တောင်များနေ3ကီးမှာနေနေခွန်ဖြစ်ပါတယ်6 8ခွန်ပြီးတော့နေနေခွန်ပေါ့နော်။နေနေခွန်မှာနေတလုံးလေနဲ့ထိတ်နေရာမှာဖြစ်ပါတယ်။ နေ့နဲ့ချိန်ပေါင်း၄ပေါ့နော်၄ခုပေါင်း၁၁တိ6 6 9ကြီးရမှာဖြစ်ပါတယ်နောက်ထပ်တစ်ပြည်မှာ3 6 6ဆိုရတဲ့အထူးကြီးရှိတဲ့လုံးလေနဲ့အပိတ်နေရာမှာခြားပေးသွားခဲ့တယ်ပေါ့နော်6က3ချိန်ဒီ20နဲ့၄6နဲ့ချိန်ပေါင်းတာ7 4နဲ့ပေါင်းတာ6 6ကို9နဲ့ထပ်ပေါင်းတာ7တိကို2ပေါင်းတော့3 6 3လေးကြီးမှာ3 3ည9ဆိုရတဲ့အထူးကြီး3တလုံးပေါ့နော် ထိစီနေရာကခြားပေးသွားခဲ့တာဖြစ်ပါတယ်9လေး9လေးပေါင်းတာ73 3ကို5ပေါင်းတော့8 8ကို2ပေါင်း30 1 3 8 3များတင်မှာ3 5 2ဆိုတဲ့အတွက်အထူးကိ3တလုံးက ထိစီနေရာကဖြစ်တယ်ပေါ့နော်ဆက်တဲ့ကြိမ်အတွက်ဒီနေ့တိုင်းပဲဆိုရင်တော့ကျွန်တော်9နာကြိမ်30နှစ်တလုံးကြံမယ်ပေါ့နော်နှစ်ကို9ပေါင်းခွန်ခွန်ကို2ပေါင်း9တုံညနှစ်ခွန်9တုံညကီးဆိုပြီးရမှာဖြစ်ပါတယ်ခင်ဗျာ ။ဟုတ်ကဲ့ဒါဒီကျွန်တော်အတွက်နည်းအရာပေါ့နော်နေခွန်ကိုတော်များကျွန်တော်ပြန်ညှိကြည့်အောင်တေ69မှာခွန်ခွန်ကိုပေါ့နော်ဒီမှာတေ69ခွန်ခွန်ကိုကိုလေး69မှာခွန်တော်များတော်များဒီမှာပေါ့နော်တေ69ကိုလေး69ခွန်နေခွန်ကိုတော်များတေ69နေခွန်ကိုတော်များမှာတေ69ပြီးရင်3ည9ခွန်8ကိုလေး6ခွန်ဒီမှာပါနော်3ည9ခွန်8ကိုလေး6ခွန်9တော်များနေတော့တေ69 ဒီမှာပါနော်ငါတောင်များနေ3တေရှာရှိကို6334383များတိဒီမှာပါနော်6334383များတိဒီတစ်ပတ်မှာနေ9ကိုတောင်များကီလေးလုံးရမှာဖြစ်ပါတယ်ဆက်ပေးသွားခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာတနည်းအရာပါနော်တနည်းအရာဆက်ပေးသွားခဲ့မယ်ဆိုရင်တော့နက်ခွန်ကိုတုံများအထီးကြီးဖြစ်ပါလေအထီးရမယ်ပေါ့နော် โอเคဒါဆိုရင်20နံပါတ်3အနေနဲ့နိခွန်ကိုတုံမြဆိုပြီးဖြစ်မယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်20နံပါတ်3နိ3မှာဆိုရင် အာတာရဲကနေကခုနှစ်တလုံးဖြစ်မယ်ပေါ့နော်။ခုနှစ်ကကျွန်တော်3ချိန်ကိ3မျိုးစလုံးမှာပါနေတာတွေ့ရတယ်ပေါ့နော်။ဒီမှာခုနှစ်တလုံးအာတာရဲပြီးရင်ကိုကနှစ်ချိန်ပါတယ်။တေကတစ်ချိန်ပါတယ်ပေါ့နော်။တေကလည်းနှစ်ချိန်ဒီမှာနိကလည်းနှစ်ချိန်ပေါ့နော်။โอเคဒါကတော့ကျွန်တော်တက်တန်းတလုံးအထီးဖြစ်မယ်ပေါ့နော်။ကျွန်တော် ဒါလေးနဲ့ပြန်ကြည့်လို့ရတယ်ဗောနော်ဒီ20နံပါတ်1ကတော့မာကနန်းထီယာမှာဖြစ်ပါတယ်โอเคဒါကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့ပြန်လည်မျှဝေပြီးရှင်းတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ